တနေ့တစ်ကြိမ်စီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်လေးရှိတဲ့သတင်းကြော့ရေကြော့ပွဲစစ်ကိုဒီနေ့မှာတော့တစောင်းနိုင်မှာထပ်မံပြုလုပ်ဖို့စေခိုင်းထားပေမဲ့ရာသီဥတုကြောင့်ရောပွဲတော်တွေအပြိုင်ဖြစ်နေတာကြောင့်စီကားမှုမရှိကြောင်းဒေသခံတွေစီကားနေသိရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာရန်ကုန်ကိုပွဲတော်တွေနဲ့စီကားအောင်ပြုလုပ်နေတဲ့စစ်ကောင်စီဟာရေကြော့ပွဲစစ်ကိုဒုတိယအကြိမ်ထပ်မံပြုလုပ်ဖို့ညွှန်ကြားထားတာကြောင့် ေသခံတွေကဆိတ်ရှုပ်နေကြရပြီးရာသီဥတုနဲ့ပွဲတော်နေရာတွေအတော်များများမှာတပြိုင်တည်းပြုလုပ်နေတာတွေကြောင့်စီကောင်းမှုမရှိဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ပုံမှန်သတင်းကျုပ်ပွဲတော်အတွက်ရေကြော်ပွဲစည်းကိုအော်တိုဘာလတွေမှာပြုလုပ်လေးရှိပေမယ့်အခုနှစ်မှာတော့တစောင်းနိုင်ပွဲတော်အတွက်ပါနိုဝင်ဘာလ၁ရက်ကနေ၅ရက်နေ့အထိပြုလုပ်ဖို့ညွှန်ကြားထားတာဖြစ်ပေမယ့်လာရောက်လည်ပတ်သူသိမ့်မရှိကြောင်းနဲ့စင်မြင့်ဖြော်ပြပွဲတွေလည်းအခုချိန်ထိပြင်ဆင်ထားတာမတွေ့ရကြောင်း အစွန်တောင်မြို့နယ်နေပြည်သူတယောက်ကပြောပါရယ်ဒေသခံရဲ့လုံခြုံရေးအရ TVB သတင်းတော့ကကိုစားပြောပြပေးထားပါရယ်သတင်းချလို့မရှိဘူးဆိုင်ကလည်းနေတယ်ပြီးကြမြို့နယ်တိုင်းလိုလိုပွဲစည်းလုပ်နေတာကြောင်မြောင်းဘက်လည်းပွဲစည်းရှိရကြတယ်ဒေသခံတွေပြောရဲဆိုတာဘာလို့လဲဆိုဈေးတဲ့တွေလာရင်ပြီးတော့အမိုက်ပွားတာတွေအိမ်နာမလုပ်ပြီးတော့တိုက်ခန်းတွေရှိညစ်ပတ်တယ်တို့ညော်နဲ့နေနားကြီးတာတွေအစုံပဲဒီတခါတော့လူမစီတာရယ်ဆိုင်ကနေတာရယ်ကြောင့်နားသိပ်မညီးဘူးရယ် လူသိမ့်မသိတာလဲပါမယ်ထင်တယ်။ခုနောက်ပိုင်းလုတဲ့ပွဲစည်းတွေကတခြားမြို့နယ်ကလာကြတာများတယ်။ရေကျော်ပစွန်တော်ကလူတွေကမုတ်ဝဲယုံပဲဆင်းကြတာမတော်ကြဘူး။နေရည်တွေကစတိတ်စင်နဲ့ဖြောပြေးရှိတဲ့လူကြီးညာထားပေမဲ့ခုထိရထားတန်လန်းဘက်မှာဘာစင်မှမလုပ်ထားဘူး။တင်းကျုပ်ပွဲတော်ရက်တွေမှာဆိုရေကျော်လမ်းမကြီးနဲ့ပစွန်တော်လမ်းတစ်လျှောက်လုံးစီကားတက်တဲ့ပွဲတော်ဈေးတန်းဟာ အခုမှတော့ရေကျော်စီတီမတ်ကနေမောင်ရီကဖေးနဲ့ဗိုလ်တော်အမှတ်၃ချောင်းအထိဆိုင်ငန်းအနည်းငယ်ပဲဖွင့်လှစ်ထားရှိတယ်လို့လည်းသိရပါဗျ။ဒါအပြင်တစောင်းနိုင်ပွဲတော်အနေနဲ့မြို့နယ်အနှံ့ပြားမှာပွဲတော်တွေပွဲစည်းတွေအပြိုင်ပြုလုပ်နေတာဖြစ်လို့အခုလိုမစီကားတာဖြစ်တယ်လို့မြို့ခန့်တယောက်ကလည်းပြောပါဗျ။ကျွန်တော်တို့အပြင်ရင်ရုံးနေတာကလည်းကျတော့သူတို့တို့ကတော့အဆင်ပြေပြီးသိရတယ်။ဒီအဲဒီအတန်ကြီးရဲ့နောက်ကပွဲစည်းရာဒီလာရောင်းတဲ့ဒေသတွေပြန်သွားတော့ နေပတ်တယ်ပြီးတော့အဲ့ဒီကားလေးဖိတ်တယ်တော်လေးကိုမေးခွန်းထုတ်ပြရဖြစ်တယ်စီစီနေလို့လုပ်တယ်ဆိုမစီရဲနဲ့အဲဖြစ်တာလည်းနည်းနည်းတော့ပြောပြရဖြစ်တာပေါ့နော်လူတွေမြင်တယ်စီနေတဲ့လူတွေအတူကဘလို့တွေးလဲတော့မင်းဒီတစ်ချိန်ကမှနေမလို့ပွဲစီရလဲလုပ်နေတယ်နေမလို့ပွဲစီတော့ရံမုံမဲနေနေပြီးပေါ့ပွဲစီရှိလို့ဒီအပြိုင်လုပ်တဲ့ခါကျတော့လည်းအစီအလိုက်လေပွဲလိုင်းမပွဲကြရမှာမိသားအားထားပြီးတော့ဒီမှာပြည်ပြည်ရေကြောဈေးပွဲတော်နဲ့ပျော်ပွဲရှင်ပွဲတွေကို ကိုဗစ်ကာလကလေးကရပ်နားထားခဲ့တာဖြစ်ပြီး2024ခုနှစ်နိုဝင်ဘာလမှာပြန်လည်ကျင်းပပြုလုပ်ခွင့်ပေးခဲ့ရမှာလာရောက်လည်ပတ်သူများပြားတဲ့ပွဲတော်တွေကတခုလည်းဖြစ်ပါတယ်ကျွန်မဝေပါ